အားလုံးမင်္ဂလာပါ UK Mashley ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိဿတွေအားလုံးမင်္ဂလာပါဒီအပိုင်းမှာပဲ Manchester United နီးပြဒါ Ruben Amaronia မှာတော်တော်လေးကိုအပန်းထွက်တဲ့အချိန်မှာအခု Javi Hernandez က United နီးပြရာထူးကိုဒါဘယ်လိုပြောမလဲ လူချင်းတဲ့ United နီးပြရာဒူးကိုဆန္ဒရှိတယ်ဆိုပြီးတော့ Spain media တွေမှာတောက်လျှောက်ဖော်ပြလည်းရှိတယ်။ဖော်ပြတဲ့ report တွေကတော်တော်လေး strong ဖြစ်တဲ့ report ဖြစ်တယ်။အဲ့နေရာမှာ Saudi Arabia club ဖြစ်တဲ့ Etihad အသင်းဒါပြီးခဲ့တဲ့က Saudi Pro League ရဲ့ champion အသင်းကပြီးခဲ့တဲ့တောက်ကြနေတုန်းက Al Nassr ကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာသူတို့ရဲ့ပြင်သစ်လူမျိုးနီးပြ Lauren Plant ကိုယာဒူးကထုတ်ပယ်လိုက်တယ်။အဲ့ထုတ်ပယ်လိုက်ပြီးတော့ Jurgen Klopp ကိုသွားဆက်သွယ်တယ်။ ထရပက်ကဂျာဗီကိုလည်းဆက်သွယ်ခဲ့တယ်ဂျာဗီကအေဟီတီရဲ့နီးပြရာတို့ကိုပယ်ချခဲ့ပြီးတော့သူ့ဘက်က United ကိုပြောင်းပြီးတော့တာဝန်ယူခြင်းနဲ့ဆန္ဒအပြည့်အဝရှိကြောင်းဖော်ပြလာတယ်ဆိုတော့အခုဖော်ပြလာတဲ့ report အချို့တခုမှာပေါ့လေဘာပြောလဲဆိုတော့ဒါအခုလက်ရှိအနေအထားရဘာဖြစ်လဲဆိုတော့အေဟီတီရဲ့အသင်းစိတ်ဝင်စားတဲ့ဂျာဗီကို Manchester United ကလည်းသဘောကျတယ် Barcelona ရဲ့ legend ဖြစ်တဲ့နီးပြလည်းဖြစ်တဲ့ဒါဂျာဗီကတကယ်လို့ United သား ဒီ international break မှာ Ruben Amorim ကိုဒါအပြောင်းလဲလုပ်ပြီးထုတ်ပေခဲ့ရင် Javica United ရဲ့နီးပြအဖြစ်တာဝန်ယူဖို့ဆန္ဒအပြေအဝါရှိတယ်။ကမ်းလှမှုချက်ချင်းရရင်လည်းလက်ခံသွားဖို့ရှိကြောင်းနဲ့သူ့ဘက်ကဥရောပဘောလုံးကဘာနဲ့နီးပြဘွားကို ပြန်ဝင်ဖို့အသင့်ရှိနေပြီလို့ဆိုတဲ့ဆိုတော့အခုလောလောဆယ်မှာ Ruben Amorim ကဒါဟိုတနေ့တုန်းက current legend ကမှာအသင်းရဲ့မိသားစု family တွေအားလုံးရောစာချင်း recruit လုပ်ပါပြီးတော့သူတို့ တွေးဆပွဲတစ်ခုထင်တာပုံစံမျိုးပေါ့တစ်ခုလုပ်ပြီးတော့စကားပြောဆိုခဲ့ကြတယ်ဒါက reset ရလနဲ့တော့မဆိုင်ဘူးသူတို့အဲ့ဒါအစိုးရရဲ့ plan နဲ့လုပ်ထားတာဖြစ်တယ်ဆိုတော့ club ဘက်ကတော့သူ့ကိုထောက်ခံမှုအပြေအဝပေးထားစေဖြစ်တည်တိုင်အောင်သူ့မှာ under pressure တောက်လျှောက်များလာပြီအားကြောင့်လဲဆိုတော့အသင်းကအခြေအနေတော်တော်လေးဆိုးလာတဲ့ဒါဂျိုကိုအပါဝင် Gary Neville နဲ့တော်တော်များများက United အနေနဲ့ system တခုမပြောင်းရင်တော့သူတို့အပြောင်းလဲတေချာပေါက်လုတ်ကိုလုတ်တင်နေဆိုပြီးတော့ pressure ပေးတာတွေရှိလာတဲ့အချိန်မှာအခု Javi ကအခု ရီးမီးယားလိနဲ့ပတ်သက်လို့လေ့လာမှုတွေ study လုပ်တာတွေတောက်လျှောက်တွေ့တယ်သူပရီးမီးယားလိကို monitor လုပ်ပြီးလေ့လာကြည့်ရှုနေတာကအချိန်နှဲငယ်ကြာရှည်ပြီးတော့ Manchester United က European ပြိုင်ပွဲမရှိလဲသူ့အနေနဲ့တားလမ်းမှုချက်ချင်းရရင်လက်ခံသွားပွဲရှိတယ်ဆိုပြီးတော့သတင်းတက်နေတယ်ဆိုတော့ Javi ကအခုလောလောဆယ်မှာ Saudi club ကိုလည်းညင်းထားတယ်ဟိုအစောပိုင်းတုန်းက Bayer Leverkusen ကိုလည်းညင်းတယ်အသင်းတော်တော်များများကိုသူညင်းထားတဲ့အခါမှာ United က ဒါအမှန်တိုင်းပြောရင် Java ဆိုရင်တော်တော်ကောင်းတယ်ဘာလို့ကောင်းတယ်လို့ပြောလဲအဓိကချက်ကျွန်တော်အမြဲပြောတယ်ဗောလေ Java နဲ့ပတ်သက်လို့သူ့မှာ SQL တိတ်မရှိဘူးဗျာဒါလူကြီးနဲ့ပတ်သက်တာလာလီကာပြိုင်ပွဲနဲ့ပတ်သက်တာကလွဲရင်ငါ့ကိုလူမဝယ်ဘေးလို့တို့ လူဝယ်ပေးဖို့ဆိုတာသူ sister နဲ့ပတ်သက်လို့လေသူကအဲ့လောက်ဒီ complain မရှိဘူးရှေ့ရလူနဲ့သူဖြစ်အောင်လုပ်တယ်တခုတော့ရှိတာဗောလေဘာဆိုနာကတခုခုလူလိုပြီးဆိုရင်လာမာဆီယာကကောက်တင်လာအဲ့ကောင်တွေကအကုန်လုံးက sister နဲ့မှာကောင်းကောင်းကစားနိုင်တယ်သူတို့ကတေချာ trainer တာဖြစ်တဲ့အတွက်ဒါအခု Manchester United ကိုလာခဲ့ရင်တော့ difference story ဖြစ်နိုင်တယ်ဆို Ruben Amorim ကို club ဘက်ကယာဒုကထုတ်ရင်12တန်းပေးရမယ်အဲ့ချက်ကိုလေ Manchester United တာဝန်ရှိသူတွေတော်တော်လေးစဉ်းစားနေတာ သူ့ကိုယာလူကထုတ်လိုက်လို့ရှင်တိုတယ်သူ့အတွက်ကြီးပဲကုန်တာကတန်း20ကျော်ကုန်သွားပြီ20အစိတ်လောက်ကုန်ပါဆိုတော့ Eritan ဟာကို IS ကခေါ်တော့ကပတ်စံကုန်တယ်ပြီးတော့ပြန်ထုတ်တဲ့အခါမှာလည်းပတ်စံကုန်တယ်အဲ့မှာလည်း20ကျော်လောက်သုံးပြီးသွားပြီအခု Ruben Amon ကိုပါအဲ့လိုထတ်လို့မယ်ဆိုအဲ့နှစ်ယောက်မှာလည်းတန်း40တန်း50လောက်ဖြစ်ပြီဆိုတော့ Manchester United ကဒီပြတယောက်အတွက်အစားထိုးခေါ် ဒါပြန်ထုတ်အစားထုတ်ကိုပြန်ထုတ်ဆိုရင် blind person ကိုနဲ့အတွက်ကြောင့်အခုအလွတ်ပြောင်းရွှေ့ခြေဖြစ်တာကို Javi ကအလွတ်ပြောင်းရွှေ့ခြေဖြစ်တဲ့ကြောင့်သူ့ကိုပိုသဘောကျတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ပြောတဲ့ Gary Southgate အပါဝင် Oliver Glasner တို့နောက် Adonis Iraola အပါဝင်တခြားနီးပြတွေလည်းရှိတယ်ဒါပေမဲ့ United ကဘသူ့ကို prefer ဖြစ်လဲမသိပေမဲ့တေးကြတော့ Javi Hernandez က Manchester United ကိုနီးပြခြင်းတဲ့အကြောင်းဒါ ဒါဘယ်လိုပြောမလဲစပိန်မီဒီယာတွေမှာဖော်ပြထားတယ်မန်ယူနိုက်တက်ပြည်သက်တွေဆိုဂျာဗီဆိုဘယ်လိုမြင်လဲဘယ်လိုမြင်ကျွန်တော်ကတော့ဂျာဗီဆိုရင်တော့ယူနိုက်တက်က step by step နဲ့ပြန်တက်လာလိမ့်မယ်လို့ထင်တယ်။တေချာပေါ့ဘာလို့ဆိုတော့ तू ကတကယ် philosophy ရရသူကိုယ်တိုင်ကွင်းလေကစားမတယောက် leadership လည်းကောင်းတယ်ကစားမဘွားအောင်မြင်မှုတွေလည်းအများကြီးရတယ်ဘလုံးသမားတွေရောပြည်သက်တွေရောအားကျလီးစားရတယ်သူတယောက်ဖြစ်တဲ့ကြောင့်သူ့အနေနဲ့ idea လည်း fresh ဖြစ်မယ်လို့ထင်တယ်ကျွန်တော်အမြင်ပေါ့လေဘယ်လိုမြင်ကြလဲကိုမမဝေယောင်မှတ်ချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်